တောင်းရက်နဲ့ပုဂ္ဂိုလ်ရှိလို့ရှိရင်မကြားချင်အောင်ဆောင်လို့ရှိရင်နားပဲ့နဲ့တည်းတဲ့နောင်ဘွားဟုတ်လားနောင်ဘွားနားပဲ့နဲ့တည်းအဲမကြားချင်အောင်လည်းမဆောင်နဲ့မသိချင်အောင်လည်းမဆောင်နဲ့ကိုပေးနိုင်တယ်လို့ပေးလိုက်နော်မပေးနိုင်လို့ရှိရင်ငါ့မှာကောဘာမှမရှိဘူးနော်တခြားသွားတောင်းတော့ငါ့မှာတကယ်မရှိဘူးအခုငါပေးเสียဘာမှမရှိဘူးလို့ပြောလို့ရဟုတ်ကဲ့ ဝရင်းယူဆိုတာရရောတာပေးကမ်းအိန္ဒိယသွားတော့ကတခါတရောင်းစားတယောက်ကလူတယောက်ကလူတယောက်ကိုလာတောင်းတယ်အဲ့ဒီလူကဘာလို့ပရိုဒီစားနေနံပြားလို့ဟာမျိုးပေါ့နော်ပရိုဒီစားနေတာတရောင်းစားတယောက်ကလာတောင်းတော့သူကဘာလို့တုံဆိုရင်အဲ့ဒီ ရိုဒီကိုလုံးပြီးတော့အဲ့ဒီတရောင်းသားကိုရင်ဘတ်ကိုအဲ့ဒီရိုဒီနဲ့ထုလိုက်တယ်ထုလိုက်တော့အဲ့ဒီသူစားနေတဲ့ရိုဒီနဲ့ရင်ဘတ်ကိုထုပြီးရင်ဘတ်တော့မဟုတ်မျက်နှာတောင်ပေါက်လိုက်တာ ਨੇ တရောင်းသားကအဲ့မြေကြီးပေါ်ကျသွားတဲ့ရိုဒီကိုကောက်ပြီးတော့စားပါစားနော်စိတ်မဆိုးတဲ့အပြင်အဲ့တော့ ဒီလူကတော့ကုသရဖို့တော့တိတ်မရှိဘူးเนาะတောင်းရမလားလို့စိတ်ကထိုးဆိုးလိုက်သေးတယ်ဆိုးပြီးရိုဒီနဲ့မျက်နှာကိုပေါက်လိုက်တာအဲ့ဒါဟိုကောင်ကအตาလေးကောက်ပြီးတော့စားသွားချာဒါမျိုးတွေတခါတွေးခဲ့ဘူးတယ်ပေါ့အေးကိုပေးမယ်ပေးရင်ချိုးချိုးသားသားရော့အင်းလို့ပေးလိုက်လို့ရှင်သူ့မှာကုသတွေအများကြီးဖြစ်သွားမှာပဲပေါ့ ဝရင်းညူဆိုတာအဲ့ဒါပြောတာတောင်းလာတဲ့ပုဂ္ဂိုလ်ရဲ့ဆန္ဒကိုသိတယ်အတိမှန်ပြုတ်တယ်ဝိတ္တမစ္ဆရာငါသာတုံးမယ်ဆိုတဲ့စိတ်မရှိဘူးအေးကိုငပြောသီးစားနေတယ်တဝက်ကြံသေးတဝက်ပေးလိုက်ပေါ့ပြီးတာပဲဟုတ်လားမုံလေးတစ်ချက်စားနေတယ်လာတောင်းတဲ့လူရှင်ပေးလိုက်ပေါ့ကြံတာလေးဒီလိုဆိုလို့တာပေါ့နော် အေးအဲ့လိုတရားလည်းရှိတယ်သီလလည်းရှိတယ်တောင်းရတဲ့ပုဂ္ဂိုလ်တွေရဲ့စကားကိုနားလည်ပြီးဘယ်တော့မှငါသာသုံးမယ်ဆိုတဲ့စိတ်ဓာတ်မရှိဘူးမြားကိုမျှဝေပြီးတော့သုံးမယ်ဆိုတဲ့ရှိရှိတဲ့ပုဂ္ဂိုလ်ဟာလူထဲမှာတင့်တော့တင့်တယ်ဖြစ်တဲ့ပုဂ္ဂိုလ်မျိုးရှိတယ်ဖြစ်တယ်တရားတရားကောင်းဘာနဲ့ဥပမာတူတော့ဆိုရင် တိမ်တိုင်မဲကြီးတွေတဲကနေပြီးတော့ဖောက်ထွက်ပြီးပေါ်လာတဲ့လမ်းမင်းကြီးဟာချက်တည်ရှိတယ်လို့ပဲတရားတရားရှိပြီးကိုချင်းသီလနဲ့ပြည့်စုံပြီးနော်လူရတန်းတတ်တဲ့အလုပ်တွေလုပ်တယ်ဆိုတဲ့ပုံကိုတရားဟာတိမ်တိုက်တဲကထွက်ပေါ်လာတဲ့လမ်းမင်းလို့လူလူကြားမှာတင်းတော့တင်းနေရှိတယ်လို့မြတ်စွာဘုရားကအဲ့ဒီတုတ်တမှာဒီလိုဟောထားတယ်ဒါကြောင့်မို့လို့ သားကောင်းတမိကောင်းဆိုဒီမှာဒီလိုရည်ချင်းနေနဲ့ပြည့်စုံမှုလို့တယ်နောက်တစ်ခုမြတ်စွာဘုရားဟောထားတဲ့တုတ်တန်တစ်ခုတတိထားရမိဘတွေကနော်မိဘတွေကငယ်စဉ်ကကျွေးမွေးလာခဲ့တယ်ဆောင်းရှောက်လာခဲ့တယ်အဲ့ဒီခြေဆူတရားတွေကိုသိပြီးတော့သာသမီလှုပ်တဲ့ပုဂ္ဂိုလ်ကမိဘတွေအိုမင်းမဆွမ်းဖြစ်နေလို့ရှိရင် မိဘကိုကြည်ရှုယူရပြုစုတဲ့သာသမီမျိုးဖြစ်တဲ့နေပေါ့နော်အဲ့ဒါလို့မလုပ်ဘူးဆိုလို့ရှိရင်မြတ်စွာဘုရားဘာပြောတော့ဆိုရင်ခုနကအဝါစာတဆိုထဲတဲ့ပို့ပြီးတော့ဝတ္တလသူယုံမာလို့လည်းသတ်မှတ်တယ်ပရာဘဝမင်းပျက်စီးတော့မယ်သူဘယ်တော့မှတိုးတက်မဲ့လူမဟုတ်ဘူးလို့လည်းမြတ်စွာဘုရားဟောတယ်နော်အဲ့ဒီဒေသနာတော်လေးကိုနာခံပြီးတော့ကြည့် အဲ့ဒီမှာမြတ်စွာဘုရားကဘယ်လိုဟောလဲဆိုယောမတရံပိတရံစိဉ္စကံကတရွတ်ပနံအမေရအဖေရစိဉ္စကအိုမင်းပြီးတော့ကတရွတ်ပနံအရွယ်ဒီကုံဆုံးနေပြီအဖိုးကြီးဖွာကြီးဖြစ်နေပြီလောက်ကင်မစားတော့နိုင်တော့ဘူးကိုပါကိုနော်စိဉ္စကံကတရွတ်ပနံအိုမင်းပြီးတော့ အယွယ်လွန်သွားတဲ့အမေအိုအဖေအိုကိုတဲ့ပဟုတန်တော်ပေးနိုင်ရတဲ့နဲ့ကမ်းနိုင်ရတဲ့နဲ့လုံးနိုင်ရတဲ့နဲ့နဗရတိမမွေးမြူဘူးမိဘကိုခရုဆိုင်ဘူးမဆောင်ရှောက်ဘူးဆိုတဲ့သာသမိဟာတံပရာဘဝတော်မူခံအဲ့ဒါဟာပျက်စီးခြင်းအကြောင်းတစ်ခုဖြစ်တယ်ဒီသာသမိပြတော့မှမကြည့်ပါဘူးတဲ့ตาကောင်းသမီးကောင်းမဟုတ်ဘူးလို့ဒီလိုဆုံးလို့တယ်ဟုတ်ကဲ့ ဒါတွေလဲခုနကအင်္ဂါရတ္တိနဲ့မပြည့်စုံတဲ့သာသမီမျိုးသာတင်မိဘကိုပြစ်ထားမှာပေါ့ခုနလိုတရားတရားရှိတယ်ကိုချင်းတီတော်ကောင်းတယ်ဆိုတဲ့သာသမီမျိုးကဘယ်ပြစ်မလဲနော်ဟောနောက်တစ်ခုမြတ်စွာဘုရားယောမာတရံပိတရစိဉ္ဇကံကတရွတ်ပဲအယွဲ့လွန်ပြီးတော့အိုမေမစွာဖြစ်နေတဲ့အမေအဖေကိုတဲ့ပဟုတန်တော်နဗရတိစွန့်နိုင်သူဖြစ်ပါလျက်နဲ့ မလုတ်ကြွေးဘူးမပြုစုဘူးမဆောင်ရှောက်ထားဘူးဆိုရင်တန်စင်ညာဝတ္တလောဣတိတဲ့အဲ့ဒီပုဂ္ဂိုလ်လူယုတ်ပါလို့ပဲတတ်မှတ်လိုက်ပါ သိလိုက်ကြပါလို့မြတ်စွာဘုရားတို့ဟော